မိဘကိုငွေကြေးသာထောက်ပံ့မှုပြုပြီး ကိုယ်တိုင်ကိုယ်ကျမပြုစုဘူးဆိုရင်တော့ကျေးဇူးဆရာရောက်ပါသလားလက်ဆော်ပြားကကျေးဇူးဆရာရောက်မရောက်ဆိုတာနဲ့ပတ်သက်ပြီးတော့မိဘကကိုယ်ကိုကျေးဇူးပြုတာ၃ချက်ရှိတယ်။သာသမီတွေပေါ်မှာမိဘကျေးဇူးပြုတာအပါဒကသာသမီကိုဆောင်းလျှောက်ခဲ့တယ်။ဆောင်းလျှောက်တယ်ဆိုတာလူလမ်းမြောက်လာသည်ထင်အောင်ဆောင်းလျှောက်ပြီ။ နမောပိုက်ပုံးနဲ့ထည့်လိုက်ဘယ်လိုလုပ်အမိုက်ပုံးနဲ့ထည့်လိုက်ရင်ဆောက်ရှောက်တာမဟုတ်တော့ဘူးလေအဲ့တော့မိဘကသားသမီးကိုဆောက်ရှောက်ခဲ့တယ်ကျွေးခဲ့တယ်နောက်တစ်ခုကတော့ဣမတ်တလောကတဓာတိတာတော့ဒီလောကကြီးကိုလာခွင့်ပြုတယ်အခုခေတ်ကလာခွင့်မပြုဘူးသူတချို့ဟာလာခွင့်မပြုမလာခဲနဲ့ဆိုပြီးတော့လှုပ်တာတွေရှိတယ်အဲ့တော့မိဘကသားသမီးပေါ်မှာကျေးဇူးရှိတာဟာ အရေးကြီးဆုံးကဘာတော့ဆိုလာခွင့်ပြုတာဒီပြီလဲယေရှုပဲနော်ကိုကိုလူလောကလည်းကိုကမိဖကိုအမိပြုပြီးမှလူလောကလည်းရောက်နိုင်တာကိုအဲ့တော့လူလောကလည်းလာခွင့်ပြုလိုက်တာကမိဖရဲ့ယေရှုပဲအဲ့ဒီမိဖရဲ့ယေရှုကိုကိုကပြန်ဆတ်လို့ရတာမိဘကကိုကြွေးခဲ့လို့ကိုပြန်ကြွေးတယ်မိဘကကိုဆောင်းဆောင်ခဲ့လို့ဆောင်းဆောင်တယ်အဲ့ဒါတွေအတွက်ကယေရှုကျေနိုင်တော့လဲ လူလောကကြီးကိုလာကွင်းပြုတဲ့ဂျေဇုကတော့ဘယ်လိုဆက်လို့မမရအောင်အဲ့တော့ဂျေအောင်ဂျေဇုဆက်တဲ့နေ့ကတော့ဘာလို့ဆိုရင်ဓမ္မနဲ့ဂျေဇုဆိုင်ကြည့်တယ်ဓမ္မနဲ့ဂျေဇုဆက်တယ်ဆိုတာတရားတရားမရှိသေးတဲ့မိဘတရားတရားရှိအောင်အလှတန်းမလှရတဲ့မိဘလှအောင်သီလမရှိသေးတဲ့မိဘသီလရှိအောင်ပညာမရှိသေးတဲ့မိဘပညာရှိအောင်ကောင်းတဲ့ဘက်ကိုပို့ဆောင်ပေးတဲ့နေနဲ့ဆိုလို့ရှိရင်တော့ ကျေးဇူးကြည်ရဲ့လို့ရသော်ပြားတယ်လို့ဟောတာတယ်နော်အဲ့ဒီနေ့တိုင်းဆက်ပေါ့ဒါဟာတော့ကြည်